ားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ကတော့ဆရာနဲ့ဆရာမကိုကျွန်တော်တို့ဒီကနေ့တန်ပေါ့နော်ခန်းစားရတဲ့ပြည်သူတွေအတွက်ကိုကျွန်တော်တို့ဆွေးနွေးပါမှာဖြစ်ပါတယ်ဓမ္မမင်္ဂလာပါရှင်မင်္ဂလာပါဆရာမင်္ဂလာပါဟုတ်ကဲ့ပါရှင် ဆရာမရေးငလင်ရလဲပေါ့နော်ဒီတစ်ခေါက်ငလင်ကလည်းပြင်းနေပြင်းထန်နေဆုံရှုံမှုတွေများတယ်အသက်တွေလည်းဆုံရှုံကြရတယ်เนาะဒါကြောင့်မို့လို့ဆရာမအဲ့တော့အခုတည်းတည်းလည်းပဲငလင်ကကျမတို့ကပေါ့နော်နေ့စဉ်လိုလိုလည်းလုပ်နေရလို့လည်းဖြစ်တဲ့ခါကြတော့ဒီငလင်မှာခံစားခဲ့ရတဲ့သူတွေကအခုတည်းတည်းကိုပဲအချောက်ချောင်းမှုတွေမအေးမှုတွေဖြစ်နေရပေါ့ဆရာမအဲ့တော့အဲ့လိုလူတွေကဘာကြောင့်ဖြစ်နေရလဲဒါမို့အအများသားသူတို့စိတ်ပြဘူးမျိုးခံစားနေရမယ်ဆရာမပြောပြပေးပါဦးချင်း ကျွန်မတို့ဆိုလဲဒီဟိုပါပေါ့ဒီတဘာဝဘေးရန်နေဆိုရင်ခဏခဏဝိုင်းပြီးတော့ဒီစိတ်ပိုင်းဆိုင်ရာအားပေးမှုတွေကိုလုပ်ကြရဲပေါ့နော်ဆရာမြတ်သူဆန်းတို့ကျွန်မတို့တွေဟိုနာကိဆိုလဲဟိုဒီလိုမျိုးအားပေးတာတွေလုပ်တယ်အခုလဲဟိုပါပေါ့လေကြိုကြကြိုကြဖြစ်တဲ့ဒီတဘာဝဘေးရန်နေဆိုလဲကျွန်မတို့အဲ့ဒါလေးတော်တော်ပြီးကိုလုပ်ပေးပါတယ်လုပ်ပေးပြီမင်းဒီတစ်ခေါက်ကဟိုဆမာပြောသလိုပေါ့နော်ဟိုပြင်းထန်တာပေါ့နောက်ကကြတော့ဒီငလင်ဆိုတာကတော့ ဟိုငလင်ကျော်ရှိတယ်လို့ဘာလို့ဆိုတော့ဒါပထွေဝင်အနေထားရဒါသိပ္ပံပညာရသိတယ်လို့ပြောရင်မဲ့တကယ်အန်ဒီရဲ့ဘယ်ချိန်ကြလာမယ်ဆိုတော့ဘလူးမမပြောနိုင်တော့ဘုံနဲ့ဖြစ်တယ်ဖြစ်တဲ့ပြင်းအားလည်းတအားကြီးတယ် နောက်ပြီးတော့အဲ့လိုကြည်ကြီးသွားတဲ့ခါကျတော့ပထမပိုင်းတော့ဆိုးရင်လည်းလူပြောမယ်ဒါတော့ကြီးမဟုတ်ဘူး။ဒါဖြစ်စဉ်ကြီးကတကယ်ဖြစ်တဲ့အတန်နေရောနောက်မြင်ရတဲ့ဟိုမြင်ကွင်းနေရောပေါ့။ဒါထင်တော့မထင်အောင်ပေါ့နော်။တအားကြီးအဲ့လိုပျက်စီးဆုံးရှုံးသွားတဲ့အသက်တွေလည်းဆုံးရှုံးနေနောက်တော့ကြိုင်ခဲတဲ့လူတွေပေါ့နော်။ကြိုင်ခဲတဲ့လူတွေလည်းအမျိုးစုံပဲ၆၆ခြားခြားတွေဟိုကြိုင်ခဲတာလေးရှိတယ်။ဟိုအထူးသဖြင့်ဆုံးရှုံးမှုတွေတအားများတယ်ပေါ့။အဲ့တော့လူကကြတော့လေအမြဲတမ်းစိတ်နဲ့ ဟိုကနေပေါ့ခန္ဓာကိုယ်နေရတွေ့ရဒီတစ်ခေါက်ကကြတော့เนาะဒီပျက်စီးဆုံးဆုံးနဲ့အားကြတော့များတာဟိုများတဲ့ခါကြတော့ဒီခန္ဓာကိုယ်မှာလည်းအနာတရားတွေဖြစ်ကြတယ်เนาะဟိုကပေါ့လေဟိုဒန်ဒန်နေပြီတယ်เนาะအဓိကကတော့စိတ်ပေါ့เนาะစိတ်ကကြတော့ဒီတောက်လျှောက်မှာဟိုခုံးငနေဖြစ်သွားလိုက်တယ်အနေထားမှာဘာဖြစ်သွားလဲဆိုတော့သူတို့မခံစားနိုင်ဘူး မခန်းစားနိုင်ဘူးဒါပေမဲ့နောက်တစ်ခါကျတော့ DNA ကြီးဟာဓာတ်ဟိုမှာပေါ့ရေကြီးတယ်တခါလည်းပြီးသွားတယ်လေတိုက်တယ်ပြီးသွားတယ်ပေါ့နော်ဒါပေမဲ့ကြံရင်ခဲ့တဲ့ဟာလေးတွေကိုတော့ဒါဝိုင်းပြီးတော့ဒါစောင့်ရှောက်ကြတယ်ဆိုတော့တိတ်ပြဿနာမသိတာဘူးပေါ့လေဟိုတော့ပါဆွဲတဲ့နောက်ကိုပါလာတာပေါ့ဒါပေမဲ့ဒီမှာကျတော့ဘာဖြစ်လဲဆိုတော့သူကဒီတက်ရှော့တီပေါ့နော်သူငရင်အကြီးပြီးရဲဆိုအသေးလေးတွေဆက်တိုက်နာလှုပ်တုံးလှုပ်တုံးဆိုတော့တအားကြီးတဲ့ဟာကိုခံစားထားပြီးတော့နောက်သူကအနေအစားပြတ်သွားတဲ့အချိန်မှာ အဲ့လိုပဲထပ်ထပ်ပြီးတော့အသေးလေးတွေဆိုတဲ့ခါကျတော့အလိုငိုသေးသေးဆိုရင်တော့ဟိုကိုချိန်ဆိုပိုသေးပါမှာပေါ့ဒါပေမဲ့ဟိုတုန်းကအကြီးခံစားပြီးတော့အခုအသေးဆိုလဲသူတို့စိတ်ကတအားကြောက်ပြီးတော့အဲထပ်ဖြစ်တော့မှလားထပ်ဖြစ်တော့မှလားဆိုရရဲ့နောက်၆ချားမှုမျိုးစုံလဲဆိုတော့တောင်းလိုက်တောက်ကအဲ့ ဟိုဟာလေးတွေပို့ပြီးများလာတာပေါ့เนาะဆိုတော့ဥမာဟိုကိုရီနဲ့အဲ့လိုပဲဖုံးဆက်ပြီးပြောရင်လည်းအမကြီးထပ်ထပ်ပြီးဖြစ်အောင်မလားဖြစ်ရင်ကျွန်မတို့ကစိတ်တရားခံဒီလိုပဲထပ်ပြီးဖြစ်နေမှာလားပေါ့အဲ့လိုမျိုးကြီးလည်းအများကြီးပြောကြတယ်ပေါ့เนาะဆိုတော့ပြောတယ်ဆိုတော့ဒါပေမဲ့ဘလို့ပဲဖြစ်နေနေပါဟိုဟိုဟာဖြစ်စဉ်တစ်ခုဖြစ်တယ်ပြီးကူလိုက်တယ်ပျောက်သွားတယ်ပြဿနာ ဒါလောက်ကြီးမသိတော့ဒါပေမဲ့ကိုကဖြစ်စဉ်တစ်ခုဖြစ်တယ်သူကနောက်ဆက်တွဲလေးတွေရှိနေတယ်ဆိုတော့အဲ့ဒီအပေါ်မှာပူပင်ကြောင်းကြမှုပေါ့နော်ပူပင်ကြောင်းကြမှုကဆုံးရှုံးသွားတဲ့ပုံမှာဝန်ဒေးကြီးပွဲတယ်နော်ဟိုဟာပေါ့စိတ်ထဲမှာအရန်ဟိုဟာခံစားရတယ်နောက်ရှေ့ရေးအတွက်ကိုတော့ကာရီများတယ်နောက်ဒီမှာလဲတစ်ခါပူပင်ကြောင်းကြမှုတွေများတယ်ဆိုတော့အဲ့ဒီအဲ့ဒါလေးတွေကဒီတစ်ခေါက်မှာပို့ပြီးတော့များလာတာပေါ့ တွေ့ရတာပါနော်ဒီမှာပေါ့လူတွေကအမြဲတမ်းခိုးလေတဲ့လူလည်းရှိမယ်ခိုးလုံးတွေကလည်းမပြေတဲ့လူလည်းရှိမယ်ပေါ့နော်ဥပမာတစ်ခုပြောမယ်ဆိုလို့ရှိရင်ဥပမာပေါ့မတန်ဆွမ်းတဲ့လူတွေပေါ့ဒါခိုးလုံးကလည်းပုံမှန်နေဟိုရှိပြီးတော့သူတို့ဘဝကိုသူတို့ဒါရုန်းကန်နေတဲ့လူတွေအများကြီးပဲလေဒါပေမဲ့အခုတစ်ခေါက်ကြတော့ဟိုအဲ့ဒီဒါဒါကျွန်မအတိပေါ့နော်သူဆိုရင်ပြောတယ်ခိုးလုံးကမတန်ဆွမ်းဖြစ်တဲ့လူတောင်ခုတစ်ခေါက်မှာတော်တော်ကြီးခံစားရရင်အမရေခုတစ်ခေါက်ဒီလိုမျိုးပေါ့နော်ဟိုဝုန်းနေ ပေါ့မတန်ဆွမ်းဖြစ်သွားလို့ရှိရင်သူတို့ဆိုပို့ပြီးတော့စိတ်မကောင်းဖြစ်မှာပဲဆိုပြီးတော့သူကိုယ်တိုင်လည်းပဲဟိုအဲ့ဒါလေးကိုတမဟိုပြောပြရဲဆိုတော့ဟုတ်တယ်ဒီတစ်ခေါက်ကကြတော့ဒီခန္ဓာကိုယ်ဟိုကိုကိုယ်အင်္ဂါကိုထိခိုက်တာ၄ရှိတော့အဲ့ဒါမျိုးလေးလည်းသူလည်းကိုချင်းစာပြီးတော့ပေါ့နော်အဲ့ဒါလေးကိုပြောတာလည်းရှိတယ်ဆိုတော့ဒါတစ်ခုနဲ့တစ်ခုကဆက်သွယ်နေတာပေါ့ရုပ်ကောစိတ်ကောနောက်လူတိုင်းတိုင်းမှာလည်းရောလူရောဆိုတော့ပြတ်တနာလေးပို့ပို့ပြီးတော့ကြီးထွားတယ်လို့ထင်ရတာပါဒါပေမဲ့လေကျမတိတော့တော့အကုန်လုံးက တက်တိုင်တဲ့ဘက်ကဝိုင်းပြီးလှုပ်ပေးနေတာကြပါတယ်เนาะစိတ်ပိုင်းဆိုင်ရာဆိုရင်လဲဒါတော်တော်များများဟိုဝိုင်းလှုပ်ပေးနေတဲ့ဟိုပညာရှင်အဖွဲ့တွေရောပေါ့เนาะနောက်ပြည်သူဂျားထဲမှာလှုပ်ပေးနေတဲ့လူတွေရောလည်းရှိတယ်ဆိုတော့ဒါဟိုလောက်ကြီးတော့ဟိုကိုကိုထိန်းတက်ဖို့ပဲလိုတာပေါ့เนาะဖြစ်ပါဆရာလေးဆွေးနွေးပြပါဦးခုနဆရာမကြီးပြောလို့လို့ကျွန်တော်တို့ကဒီအခုတစ်ခေါက်ဒီမလင်ရတော့ကျွန်တော်တို့ပြင်နေပြင်ထန်တာပါเนาะပြင်ထန်တယ်ခုနလိုမျိုးဒီနောက်ပိုင်းမှာလည်းကျွန်တော်တို့က ဆက်ဆက်ပြီးတော့ဖြစ်နေတဲ့ဟာလေးရှိနေတာပေါ့နော်ခုနဟိုငလင်းလေးတွေရတယ် after shot လေးထပ်လုပ်နေရတယ်ရှိသလိုကောလာဟာလေးတွေရှိနေတော့ဟိုခန်းစားချက်လေးတွေဆက်ရှိနေတာပေါ့နော်ဆိုတော့ဟိုဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့ကဟိုဖြစ်ပြီးစမှာပေါ့နော်ဖြစ်ပြီးစမှာဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့ကဒီဟိုရေးပေါ်တွေဖြစ်လို့ချင်းကျွန်တော်တို့ပါပေါ့နော်ရေးပေါ်ရှေးဦးတူနာပြုစုချင်းဆိုတာလိုအပ်တယ်ပေါ့နော်အဲ့တော့ရှေးဦးတူနာပြုစုချင်းကတော့ကျွန်တော်တို့ဟိုလူတွေအသက်မတည်ရအောင်ကျွန်တော်တို့ပို့ပြီးတော့မဆိုးသွားရအောင်စားပြပေါ့နော်အဲ့ဒါတွေပဲလို့ဆိုလိုပါတယ် ုစိတ်ပိုင်းဆိုင်ရာအတွက်လည်း psychology ရဲ့ classic လို့ခေါ်တဲ့ဒီရှေးဝတ္ထုနာပြုစုနေလေးလို့တာပေါ့နော်အဲ့ဒါကလည်းကျွန်တော်တို့ဘာမှဟိုရက်ကက်ကက်ကြီးတော့မဟုတ်နေဘူးဟိုလူတိုင်းလုပ်ပြီးလို့ရတယ်ပေါ့နော်တယောက်နဲ့တယောက်ကျွန်တော်တို့ဟိုနားလည်ပြီးတဲ့ဥစ္စာလေးတယောက်နဲ့တယောက်ဟိုစကားလေးနဲ့အားပြီးတဲ့ခါလေးနားထောင်ပြီးတဲ့ခါလေးစပြပေါ့နော်အဲ့ဒါလေးတွေကလည်းတကယ်ကိုအရေးကြီးပါတယ်အခုလိုချိန်မှာဆိုတော့လေအဲ့ဒါလေးတွေရှိလဲဆိုလို့ရှိရင်ဟိုကျွန်တော်တို့ကဒီစိတ်ပိုင်းဆိုင်ရာယောဂါတွေ trauma တွေပေါ့နော်အဲ့ဒါတွေဆက်မဖြစ်သွားတော့ဘူးမဖြစ်သွားတော့ပဲနဲ့ ါးလေးကိုအချင်းချင်းပြေးမာတယ်ဆိုလို့ရှိရင်ဒီလိုချိန်မှာလုံလဲလိုပဲတယ်ဟိုလုတ်ပြီးလို့လဲဟိုရန်ထိရောက်တဲ့ခါလေးပါဟိုနောက်တစ်ခါပတ်ဝန်းကျင်လည်းရေးကြည့်တာပေါ့နော်ပတ်ဝန်းကျင်ကလည်းကျွန်တော်တို့ဝိုင်းပြီးတော့ဟိုဒီအားလေးတွေကိုလုတ်ပြီးနိုင်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့ဆက်ပြေးတာပေါ့ ဆရာပြောပြတာဟုတ်ပါတယ်နော်စိတ်ပညာဆိုတာကြီးကအရန်ကိုကျေပြန့်နေပေါ့နော်ဟိုမှာကျေပြန့်နေနော်ဒီလိုပဲလူမျိုးဖြစ်လာပြီဆိုလူတိုင်းဝိုင်းထဲမှာရှိနေတဲ့လူတယောက်အနေနဲ့ကနော်စိတ်ပိုင်းဆိုင်ရာကိုလည်းရင်ဆိုင်ရတယ်လူပေါင်းတိုင်းဝိုင်းထဲမှာလည်းသူကရှင်တန်နေရတဲ့ခါကျတော့အကြောင်းမျိုးမျိုးတွေနဲ့ပေါ့နော်ကိုလိုဖိစီးမှုတွေဖြစ်လာတယ်ဆိုရင်အဲဆရာပြောတဲ့ဟိုအားပေးတာလေးတွေကတအားအရေးကြီးလာတယ်ပေါ့နော်အဲ့တော့အားပေးရဆိုတာနဲ့ဟိုကျွန်တော်တို့များသွားဖြစ်ဆိုဆိုတာပြောသလိုပေါ့ဟိုဒီစိတ်ပညာကိုဟို ပြောလိုက်တယ်ဆိုလို့ရှိရင်သူ့မှာအနောက်ကနေပြီးတော့ဒါတေသနာလုပ်တာတွေအများကြီးပဲ။နောက်သီအိုရီတွေ ပေါ့ပြောထားရည်လည်းအများကြီးပဲပေါ့နော်ဒါဖြစ်ရင်ဒါလုပ်ရမယ်ဒါဖြစ်ရင်ဒါလုပ်ရမယ်လို့ပြောကြတယ်ပေါ့ဒါပေမဲ့ပညာရှိကြီးတွေကရှိတာတကွာဒါကျွန်တော်တို့အတွက်ကအများကြီးအဆင်ပြေတယ်ပေါ့နော်တကယ်ကိုစိတ်ပညာရှင်တွေနောက်စိတ်ပိုင်းစိတ်ကုသတဲ့ဆရာဝန်ကြီးတွေဒါသူတို့ဆိုတော့အများကြီးကျွန်တော်ဒီသူတွေအတွက်ဝိုင်းရံထားတာတွေကဒါကျွန်တော်တို့အတွက်အားရှိစရာပေါ့ဒါပေမဲ့ကျွန်တော်တို့ကကြတော့ဒီ community ရဲ့ဟိုပေါ့ပြည်သူလူတွေထဲမှာပဲဟိုဟိုပါပေါ့လုတ်ပေးနေတဲ့လူတွေဖြစ်တယ်ပေါ့ဥမာနာကိဆိုဆရာတို့ကျွန်တော်တို့တအားပြီး တားလုပ်ပြီးသားဒါပေမဲ့ပြည်သူထဲမှာလုပ်ပြီးပြည်သူကိုပဲကျွန်တော်တို့ပြန်မွေလိုက်တယ်ပေါ့နော်ပြန်ပြီးတော့ဟိုဟာပေါ့ဟိုလေ့ကျင့်ပေးလိုက်တယ်အဲသူတို့ချင်းချင်းအားပေးတဲ့ခါကျတော့အရန်အဆင်ပြေတယ်ပေါ့ဟိုဒါပေမဲ့အဲ့အရာတွေအကုန်လုံးက အားလုံးက theory တွေအကုန်အခြေခံထားပြီးသားပဲနောက်မှအစိတ်ကူထုံးနဲ့လောက်ရတာရှိရဲဒီဘက်မှာအားပေးရတာရှိရဲပေါ့အဲ့တော့ကျွန်တော်တို့ကတော့အားပေးတဲ့ဘက်ကနေသွားကြတာများတယ်နောက်ပြီးတော့အဲ့လိုအားပေးရဆိုတဲ့ခါမှာလဲဆိုတော့ကျွန်တော်တို့ဆရာတို့တွေပေါ့နော်ဒီ community ရဲ့မှာအချင်းချင်းလူပြည်သူလူထဲမှာတို့အားပေးရတဲ့လူချင်းချင်းအားပေးနေအောင်ဆိုပြီးတော့ဒီလိုအတူကောက်ကလေးတွေတင်ပေးထားတဲ့ခါမှာတို့ချင်းချင်းပိုစည်းအောင်ပြီးတော့ပို့ပြီးတော့နလန်ထူလာတာကိုတွေ့ရတယ်အော်နလန်ထူတယ်ဆိုတဲ့နေရာမှာလဲပေါ့နော်ဥပမာ ဟိုတော်တော်များများကတို့နိုင်ငံကိုဆိုရင်ဟိုပါပေါ့လေအဲ့ဒီ narcis တုံးကဆိုရင်အရန်နလန်ထူတာမြန်လာပဲလို့ပြောတယ်ဒါပေမဲ့အဓိကကတော့ဗာလဲဆိုရင်ကျမတို့အရှိမအလိုက်တဲ့အလျားတဲ့နေတတ်ပြီးတော့မှနလန်ထူသွားကြတာများတာဘူးဒါမှမဟုတ်တော်တော်များများအလိုက်တဲ့အလျားတဲ့ဟိုဟာနေတတ်အောင်ပေါ့အဲ့ဒါမျိုးလေးတွေသင်ပြဒါပေမဲ့ရေရှည်တော့ကြာကြာကြီးတော့ဒါမျိုးကြီးကတော့မကောင်းဘူးပေါ့အလိုက်တဲ့အလျားတဲ့ဆိုလူကဒါသူ့မှာဟိုဘယ်လိုခေါ်တီထွင်းကြံစားတဲ့အားမရှိဘူးသို့တော့ခုလိုမျိုးလေးတွေအချင်းချင်းအားပေးတာလောက်လိုက်တယ်ဆိုတဲ့အတွက် ဲ့ကြောင့်မို့ဆရာပြောသလိုပဲနောက်ထပ်အပိုင်းဆိုင်ရာရှေးဦးပြုစုပါမယ်အချိန်မှာပြုစုလိုက်ပြုစုလိုက်လို့ရှင် तू ကနောက်ခါဟာရော့သွားတယ်ပေါ့နော်ဆိုတော့အဲ့လိုပဲပေါ့ तू ကသူ့ရဲ့ဒီဒီဟိုဟာရဲ့စိတ်ပိုင်းဆိုင်ရာဒီဒီလို ဖြစ်စဉ်တစ်ခုမှာစိတ်ပိုင်းဆိုင်ရာဖြစ်စဉ်ကအများကြီးပဲเนาะဥမာပေါ့ရှေ့ပိုင်းမှာဘာဖြစ်မလဲပေါ့ဥမာမှာ तू อ่ะတခါတည်းအဲ့အချိန်ကြောက်လို့ရှိရင် तू อ่ะကိုယ်ကိစ္စတောင်ကိုတိတ်ပြီးမစင်စားဘူးပေါ့ပတ်ဝန်းကျင်ကိုပဲစင်စားပြီးသူတို့ကအရန်ဟီးရိုးလို့လုပ်ပေးသွားတဲ့လူတွေအများကြီးရှိတယ်နောက်ပြီးတော့မှတဖြည်းဘဝကငြိမ်သွားတော့မှတဖြည်းဖြည်းနဲ့အဲစိတ်တက်တက်သွားတဲ့လူကပေါ့လေဟိုငြိမ်သွားတဲ့လူရှိတယ်အဲစိတ်တက်ပြန်တအားကြသွားတဲ့လူရှိတယ်လေနောက်ပိုင်းကြောက်လို့ရှိရင်တော့အဲ့လိုကျမတို့ဟိုရှေ့ပိုင်းမှာမျိုးစောင့်ရှောက်မှုမပေးနိုင်ဘူးဆိုနောက်ပိုင်းကျရင်စိတ်ဒဏ်တင်သွားတာပေါ့เนาะဒါဆိုလူတယောက်စိတ်ဒဏ်တင်တဲ့ ဆိုရင်တော့ဒါတော်တော်မကောင်းဘူးပေါ့ဒါမှမဟုတ်ဟိုဒီကျမတို့ရှေးဥပ္ပစုတဲ့နေဆိုရလဲလိုတယ်နောက်ဘလို့ရှင်တအားစိတ်ပိုင်းဆိုင်ရာဖြည့်ဆည်းလိုက်လက်တလောဘလို့ဆောင်းဆောက်ရမလဲအဲအဲ့လိုမျိုးလေအဆင်စင်နေအများကြီးရှိပါတယ်เนาะဒါကျမတို့ဟိုပေးတဲ့တင်တန်းနေဆိုလဲအဲ့လိုမျိုးလေးတွေပါပေးတယ်ဆိုပေမဲ့ဒီတစ်ချိန်ကကြတော့ဆောစောဆရာမပြောသလိုပဲတယောက်နဲ့တကမတူဘူးတယောက်ကကြတော့ဟိုခံနိုင်ရရှိပါပြီတယောက်ကမရှိသေးဘူးပေါ့เนาะဒါပေမဲ့ခြုံငုံပြီးတော့အဲ့ဒီအချိန်မှာတခါထပ်ပြီး after shock ပြီးဝင်တော့ อ่ประมาณรู้สึกกูละลูกบอกน้องไม่สิ่งแทนเต้นอาลีวี မဖြစ်စေချင်တာပါအဲ့တော့အဲ့ဒါလေးတွေကအချင်းချင်းအားပေးလို့ရအောင်ဆိုပြီးတော့ကျမတို့ပြီးတော့စဉ်းစားကြတာပါဟုတ်ကဲ့ကြောက်မေးချင်တာလေးတစ်ခုပါလေဒီလိုမျိုးကျမတို့ဖြစ်တဲ့နေရာမှာမျိုးသားတွေမျိုးသမီးတွေဆုံရှိတယ်ပေါ့နော်တရားမျိုးတရားကခံစားချက်တွေလေးမတူကြဘူးပေါ့အဲ့တော့ဆရာနေနေဆိုရင်ဒါမတူညီအောင်ဘာကြောင့်များဖြစ်နိုင်လဲပေါ့နော်ဆရာဘာလို့ဒီလိုမျိုးကြုံတွေ့ရတဲ့အချိန်မှာမျိုးသားနဲ့မျိုးသမီးကတူချင်းတူမဲ့အတက်ရွယ်ပိုင်းခြားတဲ့ခံစားရတဲ့အချိန်တူချင်းမလေးတူမဲ့ပေါ့နော်အဲ့ပေါ်မှာဆရာနေနေအဲမတူဘဲနဲ့ကြွေးပြားနေခံစားချက်တွေပေါ့နော်အဲဆရာနေနေ များပြောပြပေးချင်ပါသေးတယ်။ဟုတ်ကဲ့။ဟိုမှာပြောရလဲဟုတ်ပါတယ်။ကျွန်တော်တို့ဒီလူတွေကကြည့်ရင်တော့ပုံမှန်သမှန်အချိန်ဒီမှာတော့အကုန်တူတူပဲလို့ပဲထင်ရတာပေါ့နော်။ဒါပေမဲ့အခုလိုမျိုးတကယ်ဟိုပြင်းထန်တဲ့အရာတစ်ခုခုနဲ့အခုလိုငလင်းလိုအာမျိုးပေါ့နော်။နာကိလိုအာမျိုးပြင်းထန်တဲ့အရာတစ်ခုခုနဲ့ကြုံလိုက်ရတဲ့အခါမှာတော့နည်းနည်းလေးတယောက်နဲ့တယောက်တုံ့ပြန်ပြီးဟွာချတာနည်းတည်တာတာပေါ့နော်။ဆိုတော့အဲ့ဒါကြောင့်လည်းကျွန်တော်တို့ဒီလူတွေရဲ့ဟိုသင်ယူလာခဲ့တဲ့အသိပညာတွေပေါ့နော်အသိပညာတွေသူတို့ရဲ့ personality တွေပြီးတော့သူတို့ရဲ့ကျွန်တော်တို့ဒီ စပရေးပုံပုံစံစမ်းပုံစံစမ်းနေပေါ့နော်။စာမြေတွေအမှုချင်းနေစာမြေအဲ့ဒီဟာတွေပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ကတယောက်နဲ့တယောက်ပြေးပြသွားတာပေါ့နော်။အဲ့တော့ဟိုအဖြစ်ပြက်အပြင်းပြောက်ပုံမှာမူတည်ပြီးပြေးပြရတာတော့ဒါကတော့ဟိုသိကြတာပေါ့နော်။သိတာတာပေါ့။ဒါပေမဲ့အဖြစ်ပြက်အတူတူရင်းနှီးနှာချင်းအတူတူမှာတယောက်နဲ့တယောက်ဟိုပြေးပြတဲ့ခါလေးတွေရှိတယ်ဆိုတော့လည်းခုနပြောခဲ့တဲ့ကျွန်တော်တို့ဒီကိုယ်ရဖြတ်သန်းလာခဲ့တဲ့ဘဝအတွေ့အကြုံတွေပေါ့။သိထားတဲ့အရာတွေပေါ့အများကြီးမူတည်တယ်ပေါ့နော်။အဲ့ဒါအပြင်ပြီးတော့ခုနအဲ့ဒီပုံမှာပဲစဉ်အခြေခံပြီးတော့ကျွန်တော်တို့တုံ့ပြန်တဲ့အထက်မှာလည်းကျွန်တော်တို့က ပြောလို့ချင်တော့ဒီ positive campaign နဲ့ negative campaign တို့ရှိရပါတော့အဲ့တော့ပြန်ပြီးတော့ဟိုဒီဒီလူတွေမှာတော့သဘာဝအဖြစ်ကျွန်တော်တို့ကဒီလိုစိတ်ညစ်စရာတွေကိုအကြာကြီးမထားဘူးလူတွေမှာထားနိုင်မရှိဘူးမထားဘူးပေါ့နော်ခုနေ့ကိုဟန်တဲ့ကျွန်တော်တို့ဟိုစိတ်ညစ်စရာတွေကိုပြေလျော့သွားဟိုခုမှကမတိလိုက်ပဲပဲဖြစ်ဖြစ်လုပ်ဖြစ်ကြတာပေါ့တခါလူရဲ့သဘာဝအတိုင်းပဲဆိုတော့အဲ့လိုလုပ်ဖြစ်တဲ့အချိန်မှာတချို့အကြောင်းလဲကျွန်တော်တို့ဒီစိတ်ကိုခြေစုံသဘောမျိုးပေါ့နော်ခြေစုံသဘောမျိုးကိုစိတ်ထဲမှာရှိတဲ့ဟာကိုပဲလုပ်လိုက်တာပေါ့ဒီမှာ ျွန်တော်ရက်တွေပဲတောင်းရင်တောင်းနေမယ်ဒါမှမဟုတ်ဒီဒီဟာတွေပဲဒီဟိုအတွေးတွေပဲ flashback တွေပေါ့ဒီဟာတွေပဲကျွန်တော်တို့ပြန်ပြီးတော့ခဏခဏတွေးနေတာမျိုးဖြစ်ရင်ဖြစ်မယ်ပေါ့နော်အဲ့ဒါမျိုးလေးလည်းရှိတယ်ဒါပေမဲ့အဲ့ဒါတွေကတော့ကျွန်တော်တို့ကိုဟိုစိတ်ထဲမှာတော့ကိုစိတ်ကတော့အဲ့ဒီပုံမှာနည်းနည်းလေးဟိုဘယ်လိုပြောမလဲအဲ့ဘက်ကိုရောက်နေတော့ဟိုခံစားချက်ပြင်းပြင်းနေတော့ခဏပြိုကျော့သွားတာပေါ့ဒါပေမဲ့လို့ရေးရှိရအတွက်ကြတော့ကျွန်တော်တို့ဟိုကိုယ်အတွက်အထောက်အကူဖြစ်တဲ့ဟာတွေပေါ့နော်အဲ့ဒါမျိုးတွေကိုကျွန်တော်တို့အဲ့ဒါမျိုးတွေအစားအဟုတ်ဒီဘက်မှာတစ်ဖက်မှာခုနဆရာမကြီးပြောတဲ့ကျွန်တော်တို့ ဒီ psychological facility နဲ့ကျွန်တော်တို့ကဒီ positive coping လေးညအောင်ပေါ့နော်အဲ့တော့ဟို negative coping တွေမဖြစ်မဲ့နဲ့ positive coping လေးညအောင်ကျွန်တော်တို့ကလုပ်ပေးဖို့လိုတာပေါ့နော်လူအများစုရောလုပ်ပေးဖို့အတွက်ကကျွန်တော်တို့ကဒီကိုအချင်းချင်းလောက်တာအများကြီးပို့ပြီးတော့အချင်းအားဖြင့်ရောပေါ့နော်ပို့ပြီးတော့ဒီထိရမှုအားဖြင့်ရောဘာလို့လဲဆိုတော့ကိုအချင်းချင်းဖြစ်နေတာပေါ့အချင်းချင်းတော့ကိုထိရမှုအားဖြင့်ကျွန်တော်တို့ကတော်တော်လေးတာဝါတာပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကိုလည်းကျွန်တော်တို့ကဒီ ဟိုတရားနဲ့တရားသုံးမြောက်မှုနဲ့တူနိုင်တဲ့အဲ့မတူတဲ့အပေါ်မှာကျွန်တော်တို့ကဒီ positive coping လေးတွေရအောင်ခုနပြောတဲ့သူကျွန်တော်တို့လိုဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ကဒီ emotion တွေရှိတာပေါ့နော်ဒီ emotion တွေကိုကျွန်တော်တို့ကကျော်ပါသွားဖို့လိုတာပေါ့နော်ကျော်ပါသွားဖို့အတွက်ဆိုလို့ရှိရင်တို့တို့အမှန်ရှိတဲ့ emotion တွေကျော်ပါသွားဖို့အတွက်ဆိုတော့ဆံမိုင်းပြောလို့ပဲကျွန်တော်တို့ကတို့တို့ဘက်ကတုံ့ပြန်မှုတွေအများကြီးရှိတယ်အဲ့ဒါကိုကျွန်တော်တို့ကဟိုနားလည်ပြီးပြီးတော့ကျွန်တော်တို့ကနားထောင်ပြီးတဲ့အခါမျိုးဒီကနေ့အမေကပြောတဲ့အခါမျိုးပေါ့နော်စာပြေတို့တွေလုပ်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုအများကြီးတက်တာပါ